အားသာဝါလာရှင်ညီကောင်တော်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာဧပြီလ26ရက်နေ့နောက်ဆုံးရအာဆီနယ်မနက်ခင်းသတင်းလေးပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းပုဒ်ကတော့ DOC သတင်းဌာနဖော်ပြထားတဲ့ breaking news နဲ့ပဲကျွန်တော်စလိုက်ရအောင်အဲ့ဒါကဘာလဲဆိုတော့အာဆီနယ်တို့ရဲ့ ခက်စစ်ဗဟိုကစားသမားဖြစ်တဲ့ဂေဗရီယယ်မဂါရီနဲ့ပတ်သက်ပြီးတော့အာဆင်နယ်သင်းတာဝန်ရှိသူတွေကစာချုပ်သက်တမ်းတိုးလို့တယ်ဆိုပြီးတော့ကစားသမားကိုအတိပေးထားပါတယ်။ဆွေးနွေးမှုတွေစတင်လုပ်နေပြီးတော့ယာတီကုံမတခုတ်ကြောတရံနေပြန်လာမဲ့ဂေဗရီယယ်မဂါရီတော့အာဆင်နယ်သင်းကနှစ်ရှည်ကွန်ထရက်ချုပ်ချင်တယ် လက်ရှိအချိန်မှာဒီကစားမောင်းကိုစိတ်ဝင်စားတဲ့အသင်းတွေအများကြီးတဲ့မှာမှာ sorry club တွေကပါဝင်တာဖြစ်တဲ့အတွက်အသင်းကဒီကစားမောင်းနဲ့ပတ်သက်ပြီးတော့နှစ်ရှည်ခွန်းတဲ့တကူထပ်ပြီးကမ်းလှမ်းတဲ့သဘောပေါ့လေဒီကစားမောင်းတော့2029ခုနှစ်တိတက်တန်းရှိတယ်ဒါပေမဲ့တကယ် quality မြင့်အသက်ငယ်သေးတဲ့ကစားမောင်းတူအတွက်ဆိုရင်တော့နှစ်နှစ် contract ဆိုတာကလုံလောက်တဲ့အခြေအနေမဟုတ်ဘူးအဲ့အတွက်ဒီကစားမောင်းကို Arsenal ကစပီးထိန်းထားခြင်းတယ်တစ်ဖက်က sorry club တွေကလည်းဒီကစားမောင်းကိုတော်တော်လေးသဘောကျနေပြီးတော့ sorry club အသင်းအများစုကဒီကစားမောင်းနဲ့ပတ်သက်ပြီးတစ်ဖက်ကို ပေါင်၄သိန်းလောက်ထိပေးမယ်ဆိုတဲ့မလုံးမျိုးနဲ့ ကန်လန်တော့ဖို့အတွက်ပြင်ဆင်နေတယ်လောလောဆယ်တော့အာဆင်နယ်သင်းစီကိုတရားဝင်တော့ရောက်မလာသေးဘူးဒါပေမဲ့ဂေဘရီယယ်မကာဟီကတော့ဆော်ဒီကလပ်အသင်းကြီးစိတ်ဝင်စားနေခဲ့တဲ့ပရီးမီးယားလိရဲ့ကစားသမားရဲ့တယောက်ဖြစ်တော့ရှိနေပါလေအဲ့ဒါဆိုတော့ ကျွန်တော်တို့ဒီဒီကစားသမားကိုတကောက်ကျော်တန်ရအောင်ယာတီကုံနှိဆုံးရှုံးထားတဲ့အချိန်မှာဒီကစားသမားကိုကြံခဲ့တဲ့ခရစ်စတယ်ပဲလီအသင်းရဲ့ပွဲစဉ်မှာလာရောက်ပြီးကြီးစုသွားခဲ့တာရှိတယ်။ပြီးတော့ချန်ပီယံလီပွဲစဉ်တွေလည်းမိသားစုနဲ့အတူတူအာဆင်နယ်အသင်းရဲ့ပွဲစဉ်ကိုတောက်လျှောက်အားပေးခဲ့တယ်။တစ်ဖက်မှာလည်းဒန်ယာကိုဒါခွဲစိတ်ပြီးထားတဲ့အနေထားပေါ့လေ။အဲဒါဆိုတော့သူကတော့အာဆင်နယ်အသင်းမှာပရီးမီယာလီပွဲပေါင်း160ကစားပြီးွားပြီ။အဲ့ဒီမှာ102ပွဲနိုင်ထားတယ်။33ပွဲတော့ရှုံးထားတယ်။ တေက25ဘွယ်ရှိပြီးတော့18ကိုတွင်ထားတယ်။ဒါကသူရောက်လာပြီးတဲ့ကလက်ရှိအချိန်ဒီ record ပေါ့လေ။ဒီကစားမောင်းကိုကျွန်တော်တို့ခေါ်ခဲ့တုန်းက2020ခုနှစ်လောက်ကခေါ်ခဲ့တာ။အဲ့ဒီခေါ်ခဲ့တုန်းကတပတ်ကိုပေါင်း9000ပဲခဲ့တာ။ဒါပေမဲ့သူ့ကိုကျွန်တော် extension ထပ်တိုးတယ်။အဲ့မှာ2022ခုနှစ်မှာတော့ဒီကစားမောင်းကိုကျွန်တော်တို့တက်တန်းထပ်ပြီးချုပ်တယ်အဲ့တက်တန်းကတော့2029ခုနှစ်ထိ9နှစ်ကွန်ထရက်ပေါ့လေအဲ့တော့လည်းတပတ်ကိုပေါင်းတသိန်းရသွားတယ်တနှစ်ကိုဆိုရင် ပေါင်9.2တန်းအခုအာဆင်နယ်တို့က2029ခုနှစ်ပြီးတော့နောက်ထပ်2030ခုနှစ်လောက်ထိတက်တန်းထပ်ပြီးတိုးမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့တပတ်လုခစားလစားအနည်းဆုံးတသိန်းခွဲကိုကျော်သွားလောက်တော့မယ်ပေးဖို့ပေးရတော့မှာအခုဂေဘီယယ်မကာကြီးရနေတဲ့ပေါင်တသိန်းဆိုတာကအာဆင်နယ်ရဲ့လုခစားအမြင့်မဆုံးခံရံပတ်2300နဲ့ရှိမယ်ဆိုရင်တော့သုံးမပုံတစ်ပုံနီးပါးလောက်ပဲရှိတော့တယ် အဲ့ပမာဏပဲရှိတော့တယ်အဲ့အတွက်ဒီကစားမပေါဝင်အသင်းရဲ့ဆာလီဘာဘူကာအိုဆာကာထရော့ဆက်ဒီကစားမတွေကိုဆာယုတ်တန်တူဖို့စူးစမ်းနေပြီးတော့ယာတီမဆခင်ပါတယ်ယာတီတစ်ပေါ်လေမဆခင်ပါတယ်ဒီကစားမတို့အာဆင်နယ်တို့ကတက်တန်းတူနိုင်မှုအပြည့်အဝယုံကြည်နေပါတယ်သေချာတခုတော့အာဆင်နယ်တို့ကဂီဗီယမကာယီကိုဆော်ဒီကလပ်လီတို့မျိုးပေါင်၄သိန်းတော့ပေးမှာမဟုတ်ဘူးလက်ရှိသူရရတဲ့ပေါင်တသိန်းထက်ကျော်လွန်ပြီးတော့တသိန်းခွဲနဲ့နှစ်သိန်းကြားပေးချေသွားနိုင်ခြေရှိပါတယ် ဲ့တော့ GVM မကကြီးကိုကျွန်တော်တို့ယာတိတက်မှာပဲပြန်လည်မြင်တွေ့ရတော့မှာပါလက်ကြံပွဲစဉ်တွေအားလုံးကိုတော့ GVM မကကြီးကတကောက်ကြောတန်အောင်လွှဲချော်သွားတော့မှာပါဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါ Sport Wish နဲ့ကဖော်ပြသွားပါဘောလေအာဆင်နယ်တို့ကြံခဲ့တဲ့ຫນွေစည်းကွက်ကရောကြံခဲ့တဲ့ဆောင်းစည်းကွက်ကရောဆွေးနွေးမှုတွေထောက်ချောက်လုံးနေခဲ့တဲ့ဂိုးသမားကိုလက်ရှိချိန်မှာတော့ Manchester United ကပါဝင်ရောက်ပြီးတော့ဒါလူဖို့ရည်ရွယ်လာခဲ့ပြီဘောလေသူတို့အသင်းမှာဆိုရင်လေ Onana ကိုရောင်းချမှာဖြစ်တဲ့အတွက်အဲ့ဒီမှာတကယ်ပြန်ပြီးတော့ quality မြင့်ဂိုးသမားတူဦးပြန်ပြီးအစားထိုးဖို့အတွက် အစပညိုအသင်းရဲ့ကိုသမားဂျိုဟန်ကာစီယာကိုသူတို့ကတော်တော်လေးသဘောကျနေလက်ရှိချိန်မှာချိတ်ဆက်ဆွေးနွေးမှုလုပ်နေ။ကြံခဲ့တဲ့ຫນွေရောကြံခဲ့တဲ့ဆောင်းရောအာဆင်နယ်ကဒီဇာမန်နဲ့ပတ်သက်ပြီးသဘောကျတယ်။ခေါ်ချင်ခဲ့ပေမဲ့အခုအာဆာရက်တာတဲ့အန်ထရီပါတာလက်ထက်မှာတော့ကြံတဲ့ဇုံနေရာတွေဝယ်ဦးစားပေးဝယ်မယ်။ပြီးတော့မှပဲကိုသမားအရင်ကိစ္စကိုစဉ်းစားမယ်ဆိုပြီးအာဆာရက်တာတဲ့ကလှုပ်လိုက်တာဖြစ်တဲ့အတွက်လောလောဆယ်တော့ဂျိုဟန်ကာစီယာနဲ့အာဆင်နယ်ရဲ့သတင်းတွေကပြန်ပြီးတိမ်မြုပ်သွားတယ်။အဲဒါယူနိုက်တက်ကတော့ရှင်းတယ်သူတို့ရဲ့အဓိကကိုသမားတရားကိုအကြီးမားမားအပြောင်းလဲလုပ်မှာဖြစ်တဲ့အတွက် စပိန်လာလီဂါမှာလက်စွမ်းကောင်းတွေပြသနေတဲ့ဂျူဝန်ကာစီကိုသူတို့တော်တော်လေးသဘောကျတယ်ဒီကစားသမားရဲ့စာချုပ်ဖြစ်တင်ကြီးကယူ25တန်းဒါပေမဲ့စပိန်လက်ရွေးစင်အစ်မရွေးချယ်ခံရရင်ယူယူနောက်ထပ်5တန်းတိုးပြီးယူအိုတန်း30လောက်ထိစာချုပ်ဖြစ်တင်ကြီးဖြစ်သွားနိုင်တယ်တကယ် quality မြင့်ကိုသမားတူအတွက်ဆိုရင်တော့ ီဂျေးကပေးရမယ်ဂျေးပဲတန်တယ်လို့တောင်ပြောလို့ရတယ်မနစ်ကတော့ကလည်းဒါလာလီကနှစ်ကနေပြီးတော့အစပန်ညိုအသင်းကိုတန်တက်အောင်ဆွမ်းဆောင်ထားနိုင်ခဲ့တဲ့လူငယ်ကိုယ်သမားလေးအသက်ကခုမှ23နှစ်ပဲရှိရပြီးတော့စပိန်သားအာရီတာအကြိုက်ပါဗျာစပိန်သားလည်းဖြစ်တဲ့အတွက်2029ခုနှစ်တိတက်တန်းရှိသေးပေမဲ့လည်းအစပန်ညိုကလာမယ့်နေရာဒီမှာရောင်းချမယ်ဆိုတရားဝင်ပြောထားတဲ့ကိုယ်သမားပါအဲ့တော့ဘာကြောင့်အာဆီနယ်တို့ကအရန်ကိုယ်သမားလိုအပ်ချက်ရှိလဲအဖြေအားရှင်းတယ်အခုဒေးဗစ်ရိုင်ယာရဲ့နောက်မှာရိုင်ယာကိုဖိအားပေးနိုင်တယ်ဆိုတဲ့ကိုယ်သမားကိုကြည့်လိုက်တဲ့အခါမှာဘုံမောက်ကနေတရားဒီအငှားခေါ်ထားခဲ့တဲ့နတ်တိုပဲရှိရ နတ်တူကိုကျွန်တော်တို့လာမဲ့ຫນွေစည်းကွက်မှာဘုံမောက်ကိုပြန်ပြီးအငှားဆက်ရုပ်ပြလို့ပြန်ပို့လိုက်ရင်အဲ့ဒီနေရာမှာကျွန်တော်တို့သုံးဖို့ဆိုရင်အငှားနေပြန်လာမဲ့ခါဟိမဲ့ရှိတယ်ပြီးတော့လူငယ်ကစားသမားတွေဖြစ်တဲ့24 Jet Potter ပြီးတော့လောလောလတ်လတ်တက်တန်တူရခဲ့တဲ့အလက်စီရိုဟာဒီလိုလူငယ်ကစားသမားလေးပဲရှိရဲအဲ့အတွက်အာဆင်နယ်ကအသင်းရဲ့အတ ିକ ကုသမားရာယာကိုဖိအားပေးဖို့အတွက် quality မြင့်လက်စွမ်းကောင်းစပိန်သားဒီဂျွမ်ကာစီယာကိုမကြာခဏဆွေးနွေးမှုလုပ်နေပါတယ်လောလောဆယ်တော့အန်ထရီဘာတာကဒီကုသမားကိုမခေါ်ဘူးလို့ပြောရမှာမဟုတ်ခေါ်တော့ခေါ်မယ်ဒါပေမဲ့အသင်းရဲ့အရေးကြီးတဲ့တိုက်စစ်တိုက်စစ်တောင်းမန်ကွင်းလေ ကိုသခန့်စစ်အဲ့နေရာတွေကိုဖြည့်တင်းပါပဲကိုသမားနေရာကိုပြန်လဲစဉ်းစားဖို့ရှိရဖြစ်တဲ့အတွက် United ကိုခေါ်သွားမယ်ဆိုလဲစောစီစီပါသွားနိုင်ချေရှိနေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါကစားသမားတွေအကြောင်းသတင်းတော့မဟုတ်ဘူးကျွန်တော်တို့အခုဝင်ရောက်ရှင်ပြိုင်နေခဲ့တဲ့ UEFA Champion League ကလာမယ့်နှစ်မှာစီမင်းအသစ်တွေပြထန်းသွားတော့မှာပါ UEFA Champion League စီမင်းအသစ်တွေကတော့အုပ်စုအဆင့်၈ပွဲကံပြီးတော့လို့1 to 8ဝင်တဲ့အသင်းတွေကိုလုံးဝ VIP အခွင့်အရေးထပ်မံပေးသွားမှာပါ အဲ့ဒီတက်မှတ်လိုက်တဲ့စီမင်းအစ်စ်တွေကတော့အကယ်၍များကျွန်တော်တို့ဒီပွဲအုပ်စုပွဲစဉ်၈ပွဲကံပြီးတော့128ထဲမှာအမှန်များများနဲ့အဆင်မပြေရက်တည်နိုင်ခဲ့မယ်ဆိုရင်ဒါက16သင်းအဆင့်ကနေပြီးတော့ CB Final အဆင့်အထိရှုံးထွက်နှစ်ကျော်စလုံးမှာကျွန်တော်တို့ဒီ ်ဘူရိုက်မြေအစင်းရတက်သွားတဲ့အသည့်နေသည့်ဒုတိယအကြုပ်ကိုကိုယ်အိမ်ကွင်းမှာအခန့်ကစားရမှာပါပထမအကြုပ်တော့ပြိုင်မြကွင်းမှာသွားဆော့ပြီးတော့ခြေစွမ်းဆန်းတက်ရမယ်ဒုတိယအကြုပ်ကျရင်တော့လိုချင်တဲ့ရလဒ်ကိုကိုယ်အိမ်ကွင်းအားသာချက်နဲ့ပြောင်းလဲနိုင်မယ်ဒီထားဒါက1 to 8အတွင်းနေဘူရိုက်မြေပုံစံမျိုးတက်သွားတဲ့အသည့်အတွက်ကြီးမားတဲ့အားသာချက်ဖြစ်လုပ်ပေးထားတာအဲ့ဒီမှာက1 to 8အတင်းချင်းချင်း quarter final စီမီအဲ့လိုလိုမျိုးတွေးခဲ့သည်ရှိတော့1 to 8ထဲမှာ အဆင့်တိုင်းတာအမြင့်ကနေရက်တည်တဲ့အသင်းကပို့ပြီးဦးစားပေးခံရမယ်ဆိုလိုချင်တာအာဆင်နယ်ကအဆင့်၁မှာရှိတယ်အခြားသင်းသင်းကအဆင့်၃မှာရှိဆိုရင်အဲ့လိုမျိုး1 2 8အထက်အသင်းနေတွေ့မယ်ဆိုရင်တော့အဆင့်၁ကအာဆင်နယ်ကဒုတိယချုပ်ကိုကိုယ်အင်ကွင်းအမရိမှာအက်ခံပြီးကစားရမှာပါပြီးတော့ဒီရှုံးထွက်အဆင့်နှစ်ကျော်လုံးကံပြီးတော့မှရလက်မပြတ်သားဘူးအချိန်မိုးအရင်လိုမျိုးပထမပိုင်း15မိနစ်ဒုတိယပိုင်း15မိနစ်မိနစ်30မကန်ခိုင်းတော့ပဲတဲ့ဒိုက်ရိုက်ပနတီကိုကန်ခိုင်းတော့ပါပါဒါကတော့ကြိုဆိုရမယ် ကစားသမားတွေအပွဲတွေများတယ်၊ကြံရတဲ့ပွဲချိန်တွေများတယ်၊ပြိုင်ပွဲအရရက်ကိုလုတ်တဲ့အခါမှာတော့အခုကစားသမားတွေတော်များဖြစ်လိုက်တကောက်ကျော်တန်ရာကာလာရှိတန်ရာတွေကြီးပဲအဲ့အတွက်လည်းကစားသမားတွေကိုပြန်ကြည့်ရတဲ့အနေနဲ့ပွဲကစားချိန်ရှော့ချတဲ့အနေထားနဲ့ရလက်မပြတ်သားလို့ဒုတိယအကြော်အထိတည်ကြနေကြလို့ရှိရင်တော့အဲ့ဒါကိုပနတီအဆုံးဖြတ်ပဲခံရလိုက်တော့မယ်အချိန်ပိုလုံးဝမကန်ခိုင်းတော့ဘူးလို့ကြာသိရပါဗျာ ဒီ season လေးကိုဒီရောက်ကူညီပံ့ပိုးပေးတဲ့ show ball လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆုံးမစင်တော့ Viber phone number တင်ကြောင်း6913ကြကြောက်3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေဖြစ်လို့ဝင်ပုံဝင်ရှာရှိမှဘောလုံးပွဲတွေကိုလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တက်ဆိုလို့ YouTube မှာကိုထုတ်ပေါ်ရှုရရှာပြီးကျွန်တော်အားပြလို့ရပါတယ် Viber ခွင့်ရှိကို sport အနေနဲ့၅သုံးလုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့လာမယ့်ရသည့်အာဆင်နဲ့ဂျာစီ၃နှစ်နဲ့ပတ်သက်ပြီးနောက်ဆုံးထွက်လာတဲ့သတင်းချင်တွေကိုတင်ဆက်ပေးသွားမှာပါလောလောဆယ်အထီးကတော့လာမယ့်ရသည့်အာဆင်နဲ့တင်းဝတ်ဆင်မဲ့ဂျာစီ၃နှစ်နဲ့ပတ်သက်ပြီးတရားဝင်အချက်အလက်တွေတော့ ့မထွက်သေးဘူးခံမှန်းထားတဲ့အချက်လက်တွေပဲရှိသေးတယ်။ဒါပေမဲ့အဲ့ခံမှန်းထားတဲ့အချက်လက်တွေကလည်းတော်တော်လေးကိုနီးစက်စက်ဖြစ်လာနိုင်ချေနီးရပေါ့လေ။နောက်ဆုံးထွက်လာတဲ့အချိန်တွေရဆိုရင်တော့အာဆင်နယ်တင်းလာမယ့်ရာသီမှာဝတ်စစ်မဲ့အင်ကွင်းဂျာစီအနီကတော့ပခုံးကအစင်းကအနီဖြစ်သွားတယ်။ဒီရာသီလောက်တော့အဖြူတွေမများတော့ဘူး။ပြီးတော့ဒီဘက်ကဒီကန်နွန်လိုဂိုမဟုတ်တော့ဘဲနဲ့အာဆင်နယ်လိုဂိုအပြည့်ဖြစ်သွားမယ်။အရင်တော့ကျွန်တော်တို့ထရီကန်ပုံစံလေးလိုဂိုအပြည့်ဖြစ်သွားမယ်။ပြီးတော့ဒီဘက်လက်စီနေရာလေးကအနီလေးဖြစ်သွားမယ်။ဒီနေရာတော့အဖြူပေါ့ ပြီးတော့လေဝိုင်းနေရာကအဖြူလေးဖြစ်သွားမယ်ဒါအာဆင်တဂျာစီရဲ့ပုံစံမျိုးပေါ့လေတော်တော်လေးတော့လှပါတယ်ယာဒီအစ်တစ်ခုအစ်တစ်ခုတိုင်းမှာအာဆင်တွေကဒါ Adidas ကထရိတ်မန်အတိုင်းပဲသူတို့အပေါ်ကအဆင်သုံးစင်းအောင်အမြဲတမ်းပါမယ်ဒါပေမဲ့ယာဒီအစ်တစ်ဂျာစီအစ်တစ်ကတော့အမြဲတမ်းပချင်းကြီးကြီးတစ်လွင်လှပနေရပေါ့လေဒုတိယဂျာစီကတော့ဒီဂျာစီလေးအဲ့ဒါကတော့တော်တော်လေးနီးစက်တူတယ်ကျွန်တော်တို့ဒီပေါ်မှာရောင်ပြန်လေးပြီးရဲ့ဆိုမြဲသူတို့ရဲ့ official မှာတော့ဒီပေါ်မှာအဖြူဖြစ်ဖို့အများဆိုပြီးတော့ပြထားတယ် ဒီ shape တွေကတော့ဒီတိုင်းပဲလောလောဆယ်ထီတော့ထွက်လာတဲ့ခါကျရင်တော့နည်းနည်းအနုရင်တော့ क्वे သွားနိုင်ကြတော့ရှိတယ်ပြီးတော့ဒီနေရာမှာစကားပေါက်လေးပါမလားမပါလားဆိုတော့တစ်ချက်တော့ကြည့်ရမယ်တစ်ခါကျရင်ဒီဒီထွက်လာတဲ့ခါနဲ့နည်းနည်းလေး क्वे လဲသွားခဲ့ရင်တော့ဝယ်ပြီးသားညီကိုတွေကထပ်ပြီးဝယ်ကြမလို့တော့ဘူးဒါပေမဲ့တော်တော်ကြီး क्वे ပြရဆိုရင်တော့အစ်စ်ထက်ဝယ်သင့်တယ်ဗောလေလောလောဆယ်တော့ဒီနေရာကန်တွန်လိုကိုသုံးပါလဲမှန်တယ်ဒီပုံစံတိုင်းပဲအခုပြောသွားတာတွေကတရားဝင်ထွက်လာတဲ့ဂျာစီဖြစ်ချင်ပါလေဖြစ်မယ်ဒါပေမဲ့အနည်းဆုံးမှန်ဖို့တော့များရပါလေအဲဆိုတော့ဒီလေဝိုင်းပုံစံအတိုင်းပဲ ပြီးတော့ဒီကန်နိုလိုကိုသုံးမယ်ဒါကတော့ဒုတိယအဝေးခွင့်ဂျာစီဝေးခွင့်ဂျာစီတတိယဂျာစီတတိယဂျာစီဆိုတာကတော့ဒီအဝေးခွင့်မှာသုံးတာပဲလေဒီနှစ်ကျွန်တော်စိမ့်ပြပုံစံဟာမျိုးအဲ့ဒါတော့ဒီလိုမျိုးအဖြူဒီကောင်ကတော့နီးစက်စက်ပူပြီးတူအောင်များတယ်ဒီဘွားကလိုင်းနေလဲတူတယ်ဒီအပေါ်ကအစင်းလဲတူတယ်ဒါပေမဲ့ဒီညမှာသူတို့အဆက်ကိုအဝါမသုံးမဲနဲ့နီညိုသုံးသွားနိုင်ကြီးလဲများတယ်ပြီးတော့ဒီနေ့ကကန်နိုလိုကိုပဲဆက်ပြီးသုံးသွားမယ်ပြီးတော့ကော်လန်နဲ့လာမယ် ဘေးကလက်အစည်းကနီညိုဖြစ်မယ်အခုကျွန်တော်ဒီဘေးနားပါတဲ့အဝါတွေကလည်းပါခြင်းမပါမယ်အကယ်၍မတိမ်မြင်းလေးတွေ့ရင်ကျွန်တော်ထပ်မွေတော့ဒီဂျာစီပဲဝစ်စင်သွားဖို့ရှိရပါလေအဲ့တော့ညီကိုတော့ဘလို့ထင်လဲလာမယ့်ရာသီအတွက်တော့အာဆင်နယ်ကဂျာစီသုံးတဲ့ထွက်လာတဲ့အခါမှာတော့ပုံမှန်တိုင်းအင်ကွင်းကတော့အနီးအဝေးကွင်းဂျာစီကဒါအပြာပေါ့လေနက်ပြပုံစံဖြစ်သွားမယ်ပြီးရင်တတိယဂျာစီကတော့အဖြူဖြစ်သွားမယ်အဲ့ဆိုတော့ ကျွန်တော်တို့အာဆင်နယ်တင်းရဲ့လာမယ့်ရာသီဂျာစီအစ်တစ်ကိုတော့ပရီးမီးယားလိပွဲစဉ်38မတိုင်မီတရုံဝင်သိရမှာပါလောလောဆယ်အထိကတော့ဒီသတင်းတွေကကျွန်တော်နောက်ဆုံးရတဲ့အခြေအနေပဲလွဲကောင်းလဲလွဲနိုင်ပါတယ်အဆုံးထိကြည့်ပြတ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ